ဒါကအဓိကတော့ခုနပြောသလိုပဲကျွန်တော်ကကိစ္စတစ်ခုကိုအလုပ်လုပ်မယ်ပဲဖြစ်ဖြစ်ကျွန်တော်တစ်ခုခုအသိရောင်းမယ်ဖြစ်အသိဝယ်မယ်ဖြစ်တစ်ခုခုအသိ investment လုပ်မယ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ကခုနပြောသလိုပဲနောက်ဆုံးကျတော့ဒါဒီလုပ်တင်လားမလုပ်တင်လားဆိုတော့ရှိပြီးသား data တွေကိုကျွန်တော်တို့ analysis လုပ်ပါတယ်အဲ့ဒါကျွန်တော်ကအခုအဆရာဆရာပါတော့အခုအမြင်သာဆုံးပြောမယ်ဆိုရင် mentally ကဥပိန္ဒာဖတိမာချင်းပေါင်းရအောင်နေဟုတ်နော်ဒါပေမဲ့ခုနပြောသလိုပဲ အဲ့အချိန်ပေါင်းရောင်းတဲ့အချိန်မှာပဲဆိုလိုချင်တဲ့သဘောကအာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘလို့နားလဲဆစ်လုပ်မယ်သူဒီဘသူကိုရောင်းတာလဲသူကတော့အပေါက်တဲ့သွားတာဒါပေမဲ့ခုနကပြောဆိုဒီဟာကိုနောက်ထပ် franchise ကို level တခုရဲ့သွားမယ်ဆိုရင်ဘသူတွေကဝယ်စားနေလဲဘသူတွေကိုဆက်ရောင်းမှာလဲဘယ် segment ကိုသွားတာလဲဒါတွေကကြတော့ကျွန်တော်တို့ analysis လုပ်ပါမယ်နော်ဒါတခု နောက်တစ်ခုကကြတော့ကျွန်တော်တို့ fashion နဲ့အခုလက်ရှိ business ကိုအုပ်ချုပ်နေရဆိုလို့ရှိရင် fashion နဲ့အဲ့တော့အဲ့ထဲမှာပါလို့ဆို finance management เนาะဟိုဒီဒီငွေကြေးရေးတွေအုပ်ချုပ်တာတွေပါမယ် human resource management ဆိုတာလူတွေကိုဟုတ်လားဘယ်လိုမျိုး level နဲ့ဘယ်လိုမျိုး report လုပ်မယ်ဘယ်လိုမျိုး hiring and firing လုပ်မယ်ဆိုတဲ့အားပါမယ် of course marketing and sales ပေါ့အဲ့တော့ကျွန်တော်တို့ကတကယ်တကယ်လုပ်ငန်းကိုဝင်ဝင်ရဖို့ကျွန်တော် marketing လုပ်ရမယ် sales လုပ်ရမယ် အဲ့တော့နောက်တစ်ခုကတော့ဒီနီလုပ်ငန်းတစ်ခုလို့အပေါ်က fashioning အကုန်လုံးကိုပူးပေါင်းပြီးတော့သူ့နေရာနဲ့သူလဲပတ်အောင်လုပ်တာဒီ operational management ကိုပါမယ်။ဟုတ်ပြီကျွန်တော်ကအဘာတွေရောင်းနေတယ်ဝယ်နေတာလဲကျွန်တော် analytical scale မှာတည်ပြီး fashion တွေထဲမှာလည်းဒီခုလို့လင်အောင်လုပ်ပြီးဆိုရင်ကျွန်တော်တို့ဘာလို့တင်လဲဘာမလို့တင်ဘူးလဲဟာလာအဲကျွန်တော်တို့ကျွန်တော်တို့ဘာမှလို့ဆိုတော့တည်လာပါတော့နော်ဟာလာ business ပါဆိုတော့ချက်ဝယ်ချက်ဝယ်ကိုထိန်းချောင်းဖို့အတွက်ဆိုရင်ခုနပြောသလိုလေ business ပါဘယ်လို ethnic မျိုးနဲ့အလုပ်လုပ်ရမလဲနောက်ပြီးတော့ခုနပြောလိုပဲ corporate အနေနဲ့ဘယ်လိုလုပ်ရမလဲဆိုရဲဒါဒီ sales ရပါတော့ဘယ် MBA ပဲဖြစ်ဖြစ် BBA ပဲဖြစ်ကြည့်လို့ရှိရင်ဒီ area သုံးခုတည်းကစဉ်းစားတဲ့ဟာဒီဘယ်ဟာမှမလွတ်နိုင်ဒီထဲရပဲအရင်ဆုံး core subject ဖြစ်အခြေခံကျွန်တော်စိတ်ခေါ်ရဲတယ်ကနေဒါ MBA သွားသွား US က MBA သွားသွားအော်စီးယား MBA သွားသွား ဒီမှာအဲဘန်ကောက်က MBA ဆိုတော့ဒီထဲက fashion တွေအောင်သူတို့မရအဲ့တော့ဒါဒီကိုပဲဘာဖြစ်လို့ business management ကိုသင်လဲဒါတွေကိုသိနေတယ်ဒါတွေသိပြီးတော့မှဒါတွေသိတဲ့ framework တွေနဲ့အခြေအနေဝင်မှုတည်ပြီးတော့ကျွန်တော်တို့ဖြစ်လာတဲ့အခင်းကျင်းတဲ့အခြေအနေပေါ်မှာကျွန်တော်ဘယ်အခြေအနေမျိုးဆိုရင်ဘယ်လိုမျိုးပုံစံလေးနဲ့ထိကြောင်းလို့ရတယ်ဆိုတာကိုသိနေကြတယ်ဟုတ်ပြီနော် အဲ့တော့ကျွန်တော်တို့ဘာပါမလဲထပ်ပြီးတော့ပါမလဲဆိုရင်အဲ့ထဲမှာခွဲလိုက်ပြောလို့ပဲဒါကတော့ကြောင်းနေပုံမှာမူတည်တယ် elected နဲ့ capstone ဓာရီယာအဲ့တော့ elected ပါဆိုရင်ကျွန်တော်တို့ entrepreneur ရှေ့ကြောင်းပြောတာရှိမယ် international business ဆိုရင်ကျွန်တော်တို့ solution သဘောကကျွန်တော်လုပ်လုပ်တဲ့ company ကအာ maybe ကျွန်တော် telinor ပါဆိုရင် telinor ရဲ့အာသူ့ရဲ့ branch တွေက ိုင်းမှာလည်းရှိရယ်စင်ကာပူမှာလည်းသူတို့ company ရှိရယ်မလေးရှားမှာလည်း investment ရှိရယ်ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယမှာလည်းရှိရယ်နော်ဝေးမှာရှိရယ်ဒေးမတ်မှာရှိရယ်ဆွီဒင်မှာရှိရယ်အက်စတိုနီးယားမှာရှိရယ် then like အဲ့ဒါဆိုရင်အဲ့ cross သူတို့ရဲ့ rules and regulation တွေနဲ့အခြေအနေတွေဘယ်လိုအုပ်ချုပ်လဲဆိုတာကျွန်တော်တို့ဒီ international business မှာပါမယ်နောက်ပြီးအခု ID ပါမယ်ဆိုရင်ကျွန်တော်တို့ management information system တွေပါမယ်အာနောက်ပြီးခုနပြောသလိုပဲ business law တွေသိရမယ် market research တွေသိရမယ်အဲ့တော့ဒီထဲမှာတော့ခုနပြောသလိုပဲ ဒီကြောင်းပေါ်မှာပေါ့ဆရာတို့ဆရာမတို့တက်တဲ့ကြောင်းတဲ့နိုင်ငံပေါ်မှာမူတည်ပြီးတော့ elective တွေကွာလိမ့်မယ်အဲ့ထဲမှာထပ်ပြီးတော့ပါမယ်ဆိုရင်ခုနပြောသလိုနောက်ပိုင်းကျရင် strategy ဘယ်လိုရှာမလဲ leadership ဘယ်လိုရှာမလဲ of course training ရောနားလဲပါရဲ့ဘာဘယ်သူမှကိုယ်မလေးစားဘူးဒါမှကိုယ်စကားနားမထောင်ဘူးလေဒီ business ကိုဘယ်လို drive လဲ and then like business leadership so also important ဘာပဲခုနပြောသလိုကျွန်တော်တို့ business လုပ်တဲ့နေရာမှာကျွန်တော်တို့ရန်ကုန်မှာတော့ကျွန်တော်တို့ business man တွေကျွန်တော်တို့ IT သမားတွေနဲ့စကားပြောရင်ပြောလဲဆိုတော့ဟေး winner နဲ့ပြောနေ data နဲ့ပြောဆိုပြီးပြောတယ်အဲ့တော့ဒီအခြေအနေတွေကဘာဖြစ်နေလဲဆိုတဲ့ဟာပေါ့နော်အဲ့တော့အဲ့ဒါတွေပြောတဲ့ဟာဒီကျွန်တော်တို့ဘယ်မှာစကားပြောလဲဆိုရင် research ဘယ်လိုလုပ်နေဆိုတဲ့ methodology တွေပါစကားပြောတယ် တော့အဲ့ရနေမှာခုနပြောသူနောက်ပိုင်းကျတော့ကျွန်တော်ဖြည်းဖြည်းချင်းဆန်းသစ်လာပြီးတော့ဘာကြီးစကားပြောလဲဆိုရင်တို့ finance ကိုအဓိကသွားမှာလားဒါမှမဟုတ်သူ international business ကိုသွားမှာလား head ကဆိုရင်ဒါဆရာဝေနေအဲ့ဆိုလို့ရတော့ manage လုပ်တာပဲဒါပေမဲ့အဓိကကတော့ခုနပြောသူပဲကျွန်တော်ကိစ္စတစ်ခုကိုအလုပ်လုပ်မယ်ပဲဖြစ်ဖြစ်ကျွန်တော်တစ်ခုခုအသိရောင်းမယ်ပဲအသိဝယ်မယ်ပဲတစ်ခုခုအသိ investment လုပ်မယ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ကခုနပြောသလိုပဲနောက်ဆုံးကြတော့ဒါဒီလုတ်တင်လားမလုတ်တင်လားဆိုတော့ရှိပြီးသား data တွေကိုကျွန်တော်တို့ analyze လုပ်ပါတယ် အဲ့ဒါကျွန်တော်အခုအဲဆရာဆရာပါတော့အခုအမြင်သာဆုံးပြောမယ်ဆိုရင်မန္တလေးကဥပိန္ဒာဖတိမာအချင်းပေါင်းရောင်းနေဟုတ်နော်ဒါပေမဲ့ခုနပြောသလိုပဲအချင်းပေါင်းရောင်းတဲ့အချိန်မှာပဲဆိုလိုချင်တဲ့သဘောကအာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘလို့အနာလဲဆစ်လောက်လဲသူဒီဘသူကိုရောင်းတာလဲသူကတော့အပေါက်တဲ့သွားတာဒါပေမဲ့ခုနပြောသလိုဒီဟာကိုနောက်ထပ် threat test ဆိုတဲ့ level တစ်ခုတည်းသွားမယ်ဆိုရင်ဘယ်သူတွေကဝယ်စားနေလဲဘယ်သူတွေကိုဆက်ရောက်มาလဲဘယ် segment ကိုသွားတာလဲဒါတွေကကြတော့ကျွန်တော်တို့ analysis လုပ်ပါမယ်เนาะဒါတစ်ခုနောက်တစ်ခုကကြတော့ကျွန်တော်တို့ fashion နဲ့အခုလက်ရှိ business ကိုအုပ်ချုပ်နေရဆိုလို့ရှိရင် fashion အဲ့တော့အဲ့ထဲမှာပါလို့ဆိုတော့ finance management เนาะဒီဒီဝေးကြေးတွေအုပ်ချုပ်တာတွေပါမယ် human resource management ဆိုတာလူတွေကိုဟုတ်လားဘယ်လိုမျိုး level နဲ့ဘယ်လိုမျိုး report လုပ်မယ်ဘယ်လိုမျိုး hiring and firing လုပ်မယ်ဆိုတဲ့အားရပါမယ် of course, magazine and see is for. I don't know, right? To get a gay, don't you?